ဒီကျွန်တော်တို့ qualify နဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ကိုဒီချင်းလေးလေးပြောပြပါဦးချင်းလေးမနေ့ကစားအများကြီးတိုးဆက်လာတယ်ပေါ့နော်အချင်းကလည်း30ကလောက်တက်လာတယ်ဒါပေမဲ့ဒီကလည်းအများကြီးတိုးတက်လို့ရသေးရပေါ့နော်အများကြီးကြိုးစားရအောင်မယ်တိုးတက်တိုးတက်စရာကြီးလည်းအများကြီးကြံသေးရပေါ့နော် second နဲ့လည်း အရင်အသားမကျသေးဘူးပေါ့ဒီကျတုတ်တက်နိုင်သေးတယ်ဆိုတော့ကြိုးစားရအောင်ဟုတ်တယ်ဒါကျွန်တော်တို့ကလည်းစိုင်ငယ်ကဒီနေ့ပြိုင်ပြိုင်မယ်ဒီနေ့ပြိုင်မယ်ဆိုပြိုင်ငယ်တရက်လောက်မှပဲကျွန်တော်တို့ကမောင်းလို့ရတဲ့အခြေအနေတွေဖြစ်နေရပါတော့နောက်ပိုင်းတွေမှာတော့ကျွန်တော်တို့တွေ ဒါအခုလက်ရှိကတော့လောကဆက်တပ်ပြီးအဆင်ပြေသွားပြီပေါ့နော်ဘင်းကလည်းကျွန်တော်တို့ okay နေပြီအဲနောက်ပိုင်းနေတော့ကျွန်တော် training တွေပုံမှန်ကြိုပြီးလုပ်မယ်လုပ်ပြီးသွားပြီးတော့ပြိုင်ပွဲကလောကအဆင်သင့်နေနဲ့ဝင်ပြိုင်နိုင်အောင်ကြိုးစားမယ်ပေါ့နော်ဒီခေါက်မှာလည်းကျွန်တော်တို့စုရသည်မရသည်တယ်ကျွန်တော်တို့ဒီလိုမျိုးဝင်ပြိုင်ဖို့အတွက်ကိုအရင်လဲပင်ပန်းနေအရင်လဲဒုက္ခခံရတယ်မဆက်နေတဲ့အများကြီးကုန်နေပေါ့နော်ပြီးတော့ကျွန်တော်တို့အားပေးစေချင်တယ်ဘလို့အားပေးမှလည်းကျွန်တော်ပြန်ရတာအားရှိမှာပေါ့နော်ကျွန်တော် rider ကြီးလည်းအားပေးမှာပဲအားရှိမှာပေါ့နော်ဟုတ်တယ်အဲ့တော့ ဒီနေ့တော့တော်တော်အားရပါတယ်မိုင်းလဲမိုက်တယ်နော်အဆင်ပြေပါဘူးမနေ့ကကျွန်တော်ဝေးရတယ်ပါလေ OK ရနော်โอเคတယ်โอเคတယ်โอเคတယ်โอเคအဲ့တော့ဒီနေ့ဗီဒီယိုတော့ဘယ်လောက်ပါပဲကိုတီဘာပြောအောင်လဲကျွန်တော် GPM Racing ကိုအားပေးပါအောင်ကျွန်တော်တို့ကအရှင်ပြန်ရုံနဲ့တက်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီ မြန်မာနိုင်ငံ racing မှာပါအများအဒီမှာအများကြီးပါဝင်လာနိုင်အောင်ပေါ့နော်မြန်မာနိုင်ငံလူတွေအများကြီးပါဝင်လာနိုင်အောင်ကြိုးစားနေရဖြစ်တဲ့အတွက်အားပေးပါအောင်ဒီပါကျွန်တော်လည်းကိုဒီပြောသလိုပါပဲကျွန်တော်ဘရိုအားပေးပါမယ်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ရည်တည်လို့အများကြီးကောင်းပါပေါ့နော်အဲ့တော့မြန်မာအားပေးကြပါကျွန်တော်လည်းအများကြီးပို့ကြိုးစားပါမယ်ကျွန်တော်တို့တက်လိုက်တာထက်ကိုအများကြီးပို့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 ပြီးတော့ကြိုးစားပါမယ်လို့ ခရီးပေးပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲအာမနက်ပြန်ကြရင်တော့ fine နဲ့ fine နဲ့ကိုအားပေးဖို့ပြောလင်းပါတယ်ဒီနေ့ဒီနေ့ကောင်ဗီဒီယိုတွေပထမနေ့ဗီဒီယိုတွေအပြည့်အစုံကတော့ကျွန်တော်တို့ fine တွေပြီးသွားပြီးမှပဲအပြည့်အစုံဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးပါမယ်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲအကုန်လုံးကျေးဇူးများကြီးတင်ပါတယ်ဗျာ